င်တန်ရေးအတွက်ကြံတဲ့လူတယောက်ကိုတတ်တယ်ဆိုတာလို့အဲ့တော့ကိုဘုရားရှင်တန်ရေးအတွက်တခြားလူရဲ့ဘဝကိုဖျက်ဆီးဖြစ်တယ်ဆိုတော့ဒါတရားမြတ်တာမှုမရှိဘူးဆိုတာလွယ်လွယ်လေးနဲ့စဉ်းစားလို့ရတယ်လွယ်လွယ်လေးနဲ့စဉ်းစားလို့ရဘုရားမြတ်စွာဟောကြားတော်မူခဲ့တဲ့တရားတော်လေးထဲမှာကိုခြင်းစာတရား ညမာလူမျိုးတွေလည်းပြောလို့ရှိကြတယ်အေးကိုချင်းစာတရားထားကြကိုချင်းစာတရားထားကြကိုချင်းစာဆိုတာကိုယ်ဆန္ဒနဲ့စာနာထောက်ထားတာအေးငါကတော့အသက်ရှင်နေသူအသက်ရှင်နေတယ်သူ့ကိုတော့သေးသေးဆိုဟောမဟုတ်ဘူးငါကတော့ချမ်းသာခြင်းနဲ့သူ့ပစ္စည်းကိုငါယူတယ်ဆိုမဟုတ်ဘူးငါကတော့ပျော်ရွှင်ခြင်းနဲ့သူ့ဒုက္ခရောက်စေဆိုမဟုတ်ဘူးအဲ့ဒါ ကိုကျင်းစာတရားကင်းမဲ့ရာရောက်တယ်အဲ့ဒါမှန်ကန်မှုမရှိဘူးလို့သူတို့ဆုံးလို့ရတယ်နော်အဲ့တော့တစ်ဖက်သားဟာတည်ဆုံးသွားရတာဘလူရည်ရွယ်နဲ့ပဲတတ်တတ်ကိုဘွားကိုရှင်တန်လို့တဲ့ပုဂ္ဂိုလ်တခုတယောက်ကိုသွားတတ်သည့်အတွက်ကြောင့်အဲ့ဒီလုပ်ငန်းလုပ်ရဟာမမှန်ကန်မှုအကုသိုလ်လုပ်လို့သူတို့ပြောတာအဲ့ဒါအကုသိုလ်ကံပဲကောင်းပြီအကုသိုလ်ကံဆိုတဲ့ကံတရားဟာ အကုတလတာဝိသဒုက္ခဝိပါကလက္ခဏာအပြစ်ရှိပြီးတော့ဆင်းရဲတဲ့အကျိုးထုတ်လုပ်တယ်အကုသူမှန်သမျှအပြစ်ရှိတယ်အပြစ်ရှိတယ်ဆိုတာပညာရှိသူတော်ကောင်းတွေကအပြစ်တင်တယ်မကောင်းဘူးလို့သတ်မှတ်တယ်ကဲ့ရဲ့ဘွယ်ရှုတ်ချဘွယ်ဖြစ်တယ်ဟုတ်လားသူ့ရဲ့တဘာဝ သူများကဲ့ရဲ့စရာဖြစ်တဲ့ရှုပ်ချပွဲဖြစ်တဲ့ဆိုယုံနဲ့မဟုတ်ဘူးမကောင်းတဲ့အကျိုးကိုလည်းထုတ်လုပ်တယ်ကြည်လင်မိဆိုတာဘယ်ဟာကိုပဲလောင်းလောင်းအလောင်းခံရတဲ့ပစ္စည်းတစ်ခုပါကောင်းမှမလားကောင်းရလားကောင်းကြံရစ်ခက်လားမကြံရစ်ဘူးမဲကြံရစ်တယ်ပြာဖြစ်ကြံရစ်တယ်ဟုတ်ကဲ့မိလောင်သွားတဲ့နေရာတစ်ခုကပျက်စီးကြံရစ်တယ် အဲ့လိုပဲအကုသိုလ်တရားဟာဖြစ်ပြီဆိုလို့ရှိရင်ဖြစ်စည်းသွားတာပဲပျက်စီးသွားတာပဲဒါကိုပြောတဲ့ဒုက္ခဝိပါကမကောင်းတဲ့အကျိုးထုတ်လို့တယ်ကုသလာဒုက္ခဝိပါကအနောဝိသဒုက္ခဝိပါကကုသိုလ်တရားတွေကြတော့အပြစ်ကင်းတယ်ပြောစရာမရှိဘူးပညာရှိတွေကကဲရမှာမဟုတ်ဘူးဘယ်သူမှအပြစ်မတင်ဘူး ကောင်းတယ်အာလုံးလက်ခံတယ်ကုသလအာလုံးလက်ခံရုံနဲ့မကဘူးဒုက္ခဝိပါကချမ်းသာတဲ့အကျိုးကိုထုတ်လုပ်တယ်မိုးဟာရွာသွားလို့ရှင်ကြည့်မြက်ကလေးတွေကဆပြီးတော့စိမ့်လာတယ်တစ်ပင်လေးတွေစိမ့်လာတယ်ပန်းမြင်လေးတွေစိမ့်လာမိလောင်လာနဲ့တူရလားမိုးရီလေးဆွဖြားလိုက်လို့ရှင်လူတွေလည်းလမ်းလာတယ်တစ်ပင်လေးတွေလည်းလမ်းလာတယ်ဟောကုသိုလ်ရဲ့အကျိုးဆိုတာအဲ့ဒါမျိုး အလုံးလန်းဆန်းလာစေတတ်တယ်။ဒါကောင်းကျိုးချမ်းသာကိုပေးတယ်လို့လူဘဝရပြီးတော့ချမ်းသာဒုက္ခတွေခံစားရတယ်။ကုသိုလ်ရဲ့အကျိုးတရား။နတ်ဘဝမှာချမ်းသာဒုက္ခတွေခံစားရတယ်။ကုသိုလ်ရဲ့အကျိုးတရား။ဒီလိုဒုက္ခဝိပါက ကောင်းသောကျိုးကိုပေးတယ်လို့။အဲတော့ကံတရားဆိုတဲ့အထက်မှာကြောက်စရာကောင်းတဲ့ကံတရားကအကုသိုလ်ကံတရားပဲ။ ကြောက်စရာမကောင်းတဲ့ကံတရားကကုသိုလ်ကံတရားကောင်းပြီမြတ်စွာဘုရားကအင်္ဂုတ္တရနိကေမကံကို၄မျိုးခွဲပြီးတော့ဟောထားတာရှိသေးတယ်။ကံ၄မျိုးခွဲဟောပြီးတော့ထားတာရှိတယ်။နမတ္တိကံကိုမကောင်းတဲ့ကံဖြစ်လို့အမဲလို့သတ်မှတ်တယ်။အမဲဆိုတာမကောင်းဘူးပေါ့။ အနဲ့ရအောင်ဆိုတော့မကောင်းဘူးเนาะမကောင်းတဲ့ကံကိုအမဲလို့သတ်မှတ်ပြီးတော့မဲညစ်တဲ့အကျိုးကိုပေးတယ်အဲ့ဒါကိုပါဠိလိုကမ္မကန္နကန္နဝိပါကကန္နဟဆိုတာမဲညစ်တဲ့ကံကန္နဝိပါကမဲညစ်တဲ့အကျိုးတရားကိုပေးတယ်။ဘာနဲ့ဥပမာတူတော့ဆိုရင်မီးလောင်သွားတာလိုပဲ။ မီးလောင်ရင်မဲမကြံရဘူးလားကြံရတယ်တပင်းတွေမီးလောင်သွားတယ်မျက်တွေမီးလောင်သွားတယ်မဲကြံရတယ်ဟောအကုသိုလ်ကလည်းအဲ့လိုပဲဖြည့်ဆည်းပြီးတော့မဲကြံရတယ်အဲ့ဒါကိုကဏ္ဍကဏ္ဍဝိပါကတဲ့အဲ့ဒါကကံတမျိုးရှိတယ်နောက်တစ်ခုကြတော့တုတ်ကတုတ်ကဝိပါကတုတ်ကကဖြူစင်တယ် တဘာဝကဖြူစင်ပြီးတော့တုတ်ကဝိပါကဖြူစင်တဲ့အကျိုးကိုပေးတယ်ဆိုတဲ့ကံကတစ်မျိုးအဲ့ဒါကကုသိုလ်ကံကိုရည်ညွှန်းတယ်လူတွေကပြောတယ်စိတ်ထားဖြူစင်တယ်ဖြူစင်တယ်ဆိုအလုံးသဘောကြဖြူစင်တယ်ဆိုရင်အလုံးသဘောကြမဲညစ်တာမကောင်းအဲ့တော့မဲညစ်တဲ့ကံမဲညစ်တဲ့အကျိုးကိုထုတ်လုပ်တာ ြူစင်တဲ့ကံကဖြူစင်တဲ့အကျိုးကိုထုတ်လုပ်တယ်။ဒါကုသိုလ်ကံကိုညှင်းညွှန်းတာ။နောက်တစ်ခုကကုသိုလ်ကံနဲ့အကုသိုလ်ကံကိုရောပြီးတော့လှုပ်တဲ့အတတ္တရာပိုင်းကြတော့မဲလဲမဲတယ်ဖြူလဲဖြူတယ်။အမဲနဲ့အဖြူနဲ့ရောထားတယ်။ black and white ပဲ။အဖြူတစ်ပိုင်းအမဲတစ်ပိုင်း အဖြူတစ်ပိုင်းအမဲတစ်ပိုင်းလှုပ်ထားလို့ရှိရင်အကျိုးပေးလို့ရှိရင်လည်းဖြူတစ်ပိုင်းနဲ့အမဲတစ်ပိုင်းအကျိုးပေးမှာပဲအကောင်းရောအဆိုးရောရောပြီးတော့အကျိုးပေးတယ်အဲ့ဒါကတတ္တယအစုစတုထအစုကြတော့အဖြူလည်းမဟုတ်ဘူးအမဲလည်းမဟုတ်ဘူးဖြူတဲ့အကျိုးလည်းမပေးဘူးမဲတဲ့အကျိုးလည်းမပေးဘူးသို့တော့ကံတရားအလုံးကိုဖယ်ရှားပြစ်နိုင်တယ်တဲ့ဟုတ်လို့၄မျိုး လေးမျိုးခွဲခြားပြီးတော့မြတ်စွာဘုရားကကံတရားကိုဟောထားတာရှိအဲ့တော့ပါဠိနဲ့ပြောမယ်ဆိုလို့ရှိရင်တော့နံပါတ်1ကကံနာကံနာဝိပါကနံပါတ်2ကတုတ်ကတုတ်ကဝိပါကနံပါတ်3ကကံနာတုတ်ကကံနာတုတ်ကဝိပါကနှစ်ခုရောလိုက်တာ နံပါတ်၄ကအကန္နာအတုကအကန္နာအတုကဝိပါကလို့ဟောမြန်မာလူရှင်းရှင်းမှချက်လို့ရှင်အမဲမဲညစ်တဲ့ကံကတမျိုးမဲညစ်တဲ့မဲညစ်ပြီးတော့မဲညစ်တဲ့အကျိုးထုတ်လုပ်တဲ့ကံဖြူစင်ပြီးဖြူစင်တဲ့အကျိုးကိုထုတ်လုပ်တဲ့ကံအဖြူမဲရောပြီးအဖြူမဲအကျိုးကိုထုတ်လုပ်တဲ့ကံအဖြူလည်းမဟုတ်အမဲလည်းမဟုတ် ဖြူတာလည်းမဟုတ်မဲတာလည်းမဟုတ်ကံတရားတွေကိုဖြူတဲ့အကျိုးလည်းမပေးမဲတဲ့အကျိုးလည်းမပေးပဲနဲ့ကံတရားတွေကိုရဆိုင်ပြစ်တဲ့ကံလို့ဟောကံလေးမျိုးလို့ဒီလိုမှတ်အဲ့ဒီကံလေးမျိုးမှတ်တဲ့အခါမှာမဲပြီးတော့မဲတဲ့အကျိုးကိုရတယ်ဆိုတာဘယ်လိုပုံကိုယ်တွေကိုရည်ညွှန်းတာတော့ဘာတွေကိုရည်ညွှန်းတာဘယ်လိုကံနေတော့လို့ဆိုတော့ ုစရိုက်အလုတ်တွေကာယဒုစရိုက်တို့ဝစီဒုစရိုက်တို့မနောဒုစရိုက်တို့မကောင်းတဲ့အလုတ်တွေသူများတဲ့တတ်ခြင်းသူများဥစ္စာခိုးခြင်းသူရောသားမယားပြမှားခြင်းဆိုတဲ့ကာယဒုစရိုက်လိမ်ပြောခြင်းဂုံးတိုက်ခြင်းဆဲရီတိုင်ထွာပြောဆိုခြင်းအကျိုးမရှိတဲ့စကားတွေကိုပြောဆိုခြင်းဆိုတဲ့မနောဒုစရိုက်၄ပါး ူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့မှုစိတ်ကူးခြင်းလောဘဖြင့်စိတ်ကူးခြင်းသူတစ်ပါးပျက်စီးလို့ပျက်စီးကြောင်းခြံတွေးခြင်းဆိုတဲ့ဒေါသကံကံဤအကျိုးကိုလက်မခံတဲ့အမြင်လို့ဆိုတဲ့မိစ္ဆာဒိဋ္ဌိကြီးတဲ့ဟောပေါင်းလိုက်ရင်ဒုစရိုက်7ပါအဲ့ဒီဒုစရိုက်7ပါတရားတွေတွင်တွင်လုတ်တဲ့ပုဂ္ဂိုလ်အဲ့ဒီဒုစရိုက်အလုတ်တွေဟာအလုံးဟာကံနှကံနှဝိပါက မဲညစ်တဲ့သဘောရှိပြီးတော့မဲညစ်တဲ့အကျိုးပဲထုတ်တယ်တဲ့ဘယ်လိုမဲညစ်တုံးဆိုလို့ရှိရင်အဲ့ဒီဒုစရိုက်လုပ်ငန်းတွေလုပ်တဲ့ပုဂ္ဂိုလ်ဟာနောက်သွားရဘဝသူ့ရဲ့ destination လာရောက်ရဘဝကဘယ်တုံးဆိုရင်အဆိုးဆုံးဆိုရင်ငရဲပဲအဲ့ဒီတဲ့နည်းနည်းသက်သာလို့ရှိရင်တရိစ္ဆာအဲ့ဒီတဲ့နည်းနည်းသက်သာလို့ရှိရင်ပြိတ္တာဒီဘဝ၃မျိုးပဲရောက်နိုင်တယ် ပယ်လေးပုံလို့ဆိုပါစို့ပြိတ္တာကိုနှမျိုးခွဲလိုက်တော့ပြိတ္တာရဲ့အတူရကဲရဲ့နှမျိုးခွဲလိုက်ရင်အပယ်လေးပုံလို့ခေါ်တယ်ပေါင်းထားရင်တော့သုံးမျိုးပဲငရေတရိစ္ဆာပြိတ္တာလို့ဆိုတဲ့အတူရကဲလို့ဆိုတဲ့အပယ်လေးပုံမှာအကျိုးပေးတဲ့ကံတွေအဲ့ဒါကံနာကံနာဝိပါကလို့ခေါ်တယ်တဲ့အဲ့ဒီကံမျိုးကလည်းရှိအေးငရေဘဝရောက်ပြီးတော့ငရေဒုက္ခခံနေရတဲ့ပုံကိုယ်တွေဟာ အကုသိုလ်ကံဒီမဲညစ်တဲ့အကုသိုလ်ကံတွေလောက်ခဲ့သည့်အတွက်ကြောင့်ထိုအကုသိုလ်ကံရဲ့အကျိုး